်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်ုပ်နိုင်ဝိညာဉ်ရာကောင်းကြီးများရှိသည်ဆိုတဲ့ကောင်းစဉ်နဲ့အေးဖက်အခန်းကြီးတဲ့အငယ်၃ကိုဆင်ကျင်သွားကြပါလေ။ ငါတို့သည်ပြားသခင်ရှိတော်၌မြတ်တံအားဖြင့်တန်ရှင်လျက်အပြစ်ကင်းလွတ်လျက်ဖြစ်မည်အကြောင်းဤကဘာမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အားဖြင့်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းကျွန်တော်တို့ယုံကြည်သူတွေအတွက်ဒီနောက်ဘက်တော်အားဖြင့်တည်ငောင်းတစ်ခုရှိနေပါတယ် ရသခင်ကဝိညာဉ်ရကောင်းကြီးတိုင်းနဲ့ကောင်းကြီးပေးတယ်လို့မိန့်တော်မူနေပါတယ်။ဒါကိုကျွန်တော်တို့ယုံပါသလား။ကျွန်တော်ဟာမင်္ဂလာရှိတဲ့သူတွေဖြစ်တယ်၊မင်္ဂလာသားဖြစ်တယ်။ဒါဟာအမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းကြီးပေးတော်မူပြီးတော့ကိုရောရဲ့ချစ်ချင်းမြတ်တာနဲ့ကြီးသူတော်အားဖြင့်ကျွန်တော်တို့အပေါ်မှာဝိညာဉ်ရေးရာ ကောင်းကြီးအလုံးကိုတွန်လောင်ပေးခဲ့တယ်။သူရဲ့သားတို့အနေအားဖြင့်ကိုရောကကျွန်တော်တို့ကိုဆက်လက်ပြီးတော့မှကောင်းကြီးတွေဆက်ပြီးတော့မှ ပေးအောင်မှာဖြစ်တယ်ကျွန်တော်တို့ဘဝမှာပြာသခင်ရဲ့ကောင်းကြီးတွေကိုဆက်ပြီးတော့ခံစားနိုင်ဖို့အတွက်ကောင်းခင်ပုံကို ရောက်သွားတဲ့အထိစောင့်ဆိုင်နေစရာမလိုပါဘူးအခုပဲကျွန်တော်တို့သခင်ယေရှုခရစ်တော်မှာမင်္ဂလာရှိတဲ့အသက်တာအားဖြင့်အသက်ရှင်နေထိုင်နိုင်ပါတယ်မင်္ဂလာဆိုတာဒီနေ့ကျွန်တော်တို့သုံးနှုံးနေတဲ့ရေပန်းအစားဆုံးစကားဖြစ်တယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒါမှမဟုတ်ကောင်းကြီးမင်္ဂလာဖြစ်ပါစေဆိုပြီးတော့မှလူတွေကပြောလေရှိတတ်ကြပါတယ် ဒါပေမဲ့မင်္ဂလာဆိုတာပဲအရာကိုကျွန်တော်တို့အနေနဲ့အမှန်တကယ်နားလည်ထားကြတယ်လဲ။ပြာသခင်ရဲ့ကောင်းချီးမင်္ဂလာဆိုတာကသူ့ရဲ့မျက်နှာသားမှာရှောက်လန်းနေရခြင်းပဲဖြစ်တယ်။ပြာသခင်က ကျွန်တော်တို့ဘဝတွေကိုကောင်းတဲ့အရာတွေကိုယူဆောင်လာဖို့အတွက်ခွင့်ပြုပြီးဖြစ်ပါတယ်။ပြာသခင်က ကျွန်တော်တို့ကိုကောင်းချီးပေးတဲ့အခါပြာသခင်ကကျွန်တော်ရဲ့ကိုယ်စားလှုပ်ဆောင်ပြီးနေတယ်ဆိုတာကျွန်တော်တို့သိနိုင်ပါတယ်။ပရောဖက်ကကျွန်တော်တို့ကိုကောင်းကြီးတွေပေးတဲ့အခါပရောဖက်ရဲ့ဂယုဏတော်ရဲ့ ရလက်ပဲဖြစ်တယ်။သူကကျွန်တော်တို့ထိုက်တန်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်ပဲနဲ့ကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်ကောင်းချီးပေးတာဖြစ်တယ်။အခုဒီနှုတ်ဘတ်တော်ဂရိတော်မှာရှိတဲ့ဝိညာဉ်ရကောင်းချီးများဆိုတဲ့စကားစုကကောင်းကင်ဘုံကို ရောက်တဲ့အခါမှရမယ်ကောင်းချီးတွေကိုရည်ညွှန်းနေတာမဟုတ်ပါဘူး။အဲ့ဒီအစားဝိညာဉ်ရကောင်းချီးတွေဟာကျွန်တော်တို့အတ္တာမှာတန်ရှင်းသောမြင်တော်ရဲ့လှုပ်ဆောင်မှုတွေကနေတဆင့်ရရှိတဲ့ကောင်းချီးတွေပဲဖြစ်တယ်။ ျွန်တော်အသက်တာမှာဘုရားသခင်ပြုသမျှဟာတန်ရှင်သောဝိညာဉ်တော်အပြည့်မဲ့ဖြစ်တယ်။ဘုရားသခင်ကသူ့ရဲ့ကောင်းချီးမင်္ဂလာတွေကိုဆောင်ကျင်းဖို့နဲ့ကျွန်တော်ဘဝမှာအယားယားကောင်းစေဖို့အတွက်လှူဆောင်ဖို့ရန်အတွင်တန်ရှင်သောဝိညာဉ်တော်ကိုအသုံးပြုပါလေ။ကျွန်တော်ရဲ့ဝိပုကိုကွယ်မှုကကိုရောရဲ့ကောင်းကြီးတွေကိုတုံ့ပြန်ခြင်းပဲဖြစ်တယ်။တန်ရှင်သောဝိညာဉ်တော်ကကျွန်တော်တို့အသက်တာတွေကိုပြီးဆောင်ခဲ့တဲ့ကောင်းကြီးအလုံးကိုကျွန်တော်တို့မြင်တဲ့အခါမှာ ချီးမွမ်းခြင်းနဲ့ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်တုံ့ပြန်ခြင်းကတပါကျွန်တော်တို့ဘာမှမလုပ်နိုင်ပါဘူးပြာသခင်ကိုကိုးကွယ်ခြင်းဟာကျွန်တော်တို့ဘဝမှာသူပြုခဲ့တဲ့အရာတွေကိုတဘာဝအတိုင်းတုံ့ပြန်ခြင်းပဲဖြစ်တယ်ဒါကြောင့်ဒီဂရိတော်အရာ ကျွန်တော်တို့ဝန်ခံအသက်ရှင်သွားကြဖို့ကကျွန်တော်တို့ကိုဝိညာဉ်ရကောင်းကြီးတိုင်းနဲ့ကောင်းကြီးမင်္ဂလာတွေကိုပြီးခဲ့ပါတယ်။ကောင်းကင်ဘုံရောက်မှခံစားရမယ့်အရာမဟုတ်ပါဘူး။တန်ရှင်းသောဝိညာဉ်တော်ကဒီနေ့ကျွန်တော်တို့ကိုကောင်းကြီးပေးနေပါတယ်။ ီနေ့ကျွန်တော်ဟာဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့သူ့ရဲ့မျက်နှာသာတော်မှာကျင်လည်နေပါတယ်။ဂျာနာရှင်ကျင်ခဲ့တဲ့သူတိုင်းရဲ့အသက်တာမှာဝိညာဉ်ရကောင်းကြီးတွေရှိနေခြင်းတည်နေခြင်းကြောင့်ဘုရားသခင်ပုံတော်ထင်ရှားနေတဲ့အသက်တာအတိအသည်ဖြစ်နိုင်ကြပါစေ။အာမင်။ဒီခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်ဒီ နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်